အတွေ့အကြုံတွေကိုသတိထားပါကိုကိုနှိမ့်ဆက်နေတာ ကိုအတွေ့အကြုံကနှိမ့်ဆက်နေတာပါပဲမလိုအပ်တဲ့အတွေ့အကြုံဘာမဟုတ်တဲ့ကိစ္စလေးတွေမှာလိုက်ပြီးခံစားနေတဲ့အတွေ့အကြုံကကိုကိုကိုပယ်မှန်းစေတာပါပဲဘသူကဘလို့ပြောလို့ဘသူကဘလို့ဆက်ဆံလို့စတဲ့အမြင်မကြည်တဲ့အတွေ့အကြုံကလည်းကိုစိတ်ကို လေးလံခံစားစေတာပါပဲစိတ်ကိုမလေးစေခြင်းရင်တော့မတွေးနဲ့ပေါ့လူတော်တော်များများက ကောင်းတဲ့အတွေးသာတွေးဖို့ခက်တာဆိုးတဲ့အတွေးကြတော့ကောင်းတဲ့ကတော့ထုတ်မရဘူးထုတ်မပြစ်ကြဘူးပေါ့မကျင်တတ်တဲ့စိတ်နဲ့မကျင်တတ်ချက်တွေကိုပဲလိုက်တွေးနေမိရင်အဲ့ဒီအတွေးကပဲကိုယ့်ကိုပူလောင်စေတော့တာမဟုတ်လား ခဏခဏပေါ်လာတဲ့ဒီအတွေးကိုခက်မြန်မြန်မထုတ်နိုင်လို့ကတော့မလှုပ်နိုင်အောင်ခံစားစေတော့တာပါပဲကြားခဲ့ပါပြီအတိတကမတယောက်အကြောင်းလေးပါ သူကတနေ့တော့လာတောင်းပန်တယ်သူပြောခဲ့တဲ့စကားအပေါ်ပွေမယူဖို့အကြောင်းသူ့ကိုခွန့်လွတ်ဖို့အကြောင်းနဲ့သူ့မှာ ငါဆရာတော်ဘုရားကိုမပြောတဲ့နဲ့စကားပြောမိသွားပြီဆိုပြီးအဲ့ဒီအတွေ့တွေနဲ့အဲ့မပြောဖြစ်က တော်တော်လေးခံစားရတဲ့အကြောင်းရှောင်ရင် တောင်းပန်တာလေးကြုံရတယ်။သူကတော့သူ့အတွေ့နဲ့သူ့တော့ကနဲ့သူ တောင်းပန်နေပေမဲ့ကိုကတော့သူဘာပြောသွားတယ်ဆိုတာမသိသလိုသူ့ရဲ့စကားအပေါ်မှာလည်းပဲလက်ခံပြီးခံစားနေတာ မရှိဘွေယူတာမရှိတဲ့အတွက်ကြောင့်ခွင့်လွှတ်စရာလည်းမရှိဘူးပေါ့။ မှတ်ထားတာမရှိတဲ့အတွက်ကြောင့်ထပ်ပြီးတော့ခွင့်လွတ်တယ်ဆိုတာလည်းပြောဖို့မရှိဘူးပေါ့သူပြောခဲ့တဲ့나ကျင်စရာစကားဆိုလဲအကြကြီးကောင်းတဲ့မှာထားပြီးခံစားတတ်တဲ့အကျင့်မရှိတော့ကိုယ့်ဘက်ကတော့အေးအေးဆေးဆေးပါပဲဒါပေမဲ့သူကတော့သူ့အတွေးနဲ့သူလေးသွားစေတာတော့အမှန်ပါပဲနောင်တရဲ့နောက်မှာတောကတွေပါတတ်တယ်နောင်တကိုဖြစ်စေတာလဲ တော့ကအတွေ့အကြုံဖြစ်စေတာပဲအဲ့ဒီအတွေ့တွေကို ထုတ်နိုင်မှနောင်တမရှိမှနောင်တမပါရင်တော့ကပရိဒေဝါလည်းလာဖို့မရှိဘူးပေါ့အရေးကြီးတာကအတွေ့တွေနဲ့ဘေးမဖြစ်ဖို့ပါပဲအတိတ်ကိုတွေးပြီးမဆွေးဖို့နဲ့အနာဂတ်ကို တွေးပြီးမငေးဖို့လိုတာပေါ့ဖြစ်ပြီးသမျှအပြည့်ကြီးရနေလို့ဘယ်ဖြစ်မလဲပေါ့ စကလုံးကိုစကလုံးလိုပဲတိထားလိုက်မခံစားမိစေနဲ့သူ့အပြုတ်မှုဟာသူ့အပိုင်းလိုပဲခံယူကို့အပူဖြစ်အောင်မယူမိစေနဲ့သူ့အပြောအဆိုအပြုတ်မှုတွေနဲ့ပတ်သက်ပြီးအကျိုးမရှိရင်မတွေးနဲ့ပေါ်လာရင်လည်းတခြားအယုံတစ်ခုခုနဲ့မြန်မြန်ဖြောက်ဒါမှအမှန်ရောက်မှာပေါ့အတွေးမှောက်ရင်ဘေးရောက်တတ်တယ်အတွေးဖြောင်းမှအေးရောက်မှာ अमीबा ने